ကဲတက်တက်ခံရဲ့တည်င်းကတော့အတီဖြစ်သွားပါပြီနော်ဒါကမဟုတ်ဘူးပြောနေကြတော့ပါတက်တက်ခံကစောက်ကျွေးတွေထူလို့နော်စောက်ခွက်ကလွတ်တော်တဲ့ထိုင်ခွင့်မရှိဘူးတဲ့ကဲစောက်နေပဲနှိုင်းပြီးတော့ခက်ကြမ်းကြမ်းပြောလိုက်တယ်ဘာဖြစ်လို့လဲအဲ့ဒါကံထိုက်တာသူနေမှာရှက်တိုင်းလဲတည်လို့ရတယ်နော်မှတည်ဖက်ပြမယ်အကျွေးထူတဲ့တည်င်းမင်းအောင်နိုင်လှုပ်ချလာတဲ့အကွက်ကိုတော့ကြိုက်တယ်ရှက်တိုင်းလဲတည်လို့ရတယ်အဲ့တက်တက်ခိုင်တို့ဟိုနေဆန္ဒမင်းတို့ကလေအကောင်းပြောတာ သူတို့မှာအရှက်တရားရှိရင်နောက်နိုင်ငံကြီးလောကထဲဘယ်တော့မှအိပ်စောက်ွက်တွေမြင်အောင်မဟုတ်ဘူးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အကျွေးထူလို့လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှပြက်ပြက်ခံလိုက်ရတဲ့တသက်ခိုင်နဲ့ပတ်သက်ပြီးကိုစီတင်ပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဆိုတော့အထက်မြအဆောက်အအုံတွေဆောက်လုပ်တဲ့နေရာမှာစံစိန်စံညှိုးနိုင်မှမီတဲ့လုပ်ငန်းပေါင်း200ကျော်လမ်းတွေကျွန်တော်ခေါင်းဆောင်အားလုံးပေါင်းမိွယ်အဲ့ဒီကိုပယ်ဖြတ်လိုက်ကုမ္ပဏီနာမည်တွေပေါ့ဗျာအဲ့ဒီထဲမှာတသက်ခိုင်ရဲ့နာမည်ပါတယ်တသက်ခိုင်တို့ကုမ္ပဏီနာမည်ပါတယ်ဆိုတော့ရှင်းရှင်းလေး ်အထက်နဲ့အဆောက်အအုံကာထိုက်ဆွဲပြီးဆောက်တာနိုင်ငံကတတ်မှတ်ထားတဲ့အရေးအတွင်းပြင့်ပြီးအောင်မဆောက်ဘဲခိုးလို့ပိုက်တိုင်းနေတာအဲ့ဒါကိုသူကမကျင်သက်ဖြစ်ပြီးတော့ NLD ပါတီကိုပြန်ပြီးတော့ပါတီဘက်မှပြောရမယ့်စကားတွေကိုပြင်ပထုတ်ပြောဝေဖန်အဲ့လိုတွေလုပ်လာတဲ့အတွက်ပါတီကနေတာဝန်တချို့ရက်နာခံပြလိုက်တယ်။သူကအဲ့ဒါနဲ့မခံနိုင်ဖြစ်ပြီးတော့မလုပ်နဲ့ NLD ပါတီကထွက်ပြီးတော့လွတ်တော်အဲတွက်သူပါတီထောင်လိုက်တယ်ပြည်ထောင်လုံးပါတီပြီးတော့2020ရွေးကောက်ပွဲမှာ NLD နဲ့အပြိုင်ဆိုပြီးတော့ရွေးကောက်ပွဲဝင်တယ် နော်မရန်ကုန်မြို့နယ်ကဒီဒေါ်မေဝင်းနေကိုဘလောက်နဲ့ရှောင်းတယ်အောင်ပြီးတော့ခွနစ်တက်မှာ3.3ညာတိုင်းလုံးနဲ့ရှောင်းတယ်တစ်10လောက်မပြည့်ဘူးနော်စင်တတိတစရာမပြစ်ဘူးတရာရာတိုင်းတော့မှ तू तू ရှုံးနေတရာအပြစ်မှ तू ကခွနစ်တက်မှတုံညသုံးရာတိုင်းတော့နဲ့ရှုံးပြီးတော့ NLD ပါတီရဲ့ဒေါ်မေဝင်းမြစ်ကိုအပြက်ကရှုံးတာဆိုတော့အမှတ်တရာပေးတဲ့နေရာမှာ10မှတ်တောင်မပြစ်ဘဲနဲ့ခွနမှတ်ကြော်ကြော်လေးပဲရခဲ့တာပေါ့နော်အဲ့ဒါနဲ့ဘာလုပ်လဲ ရွေးကောက်ပွဲရှုံးတဲ့ငရှုံးတွေကအရှုံးလက်ခံနိုင်တဲ့အောက်တန်းစားတွေစုပြီးတော့မင်းအောင်နိုင်ကိုအာနာပိတ်ကိုတောင်းဖြောက်ပေးတဲ့အချိန်မှာတက်တက်ခံလို့ပါတယ်။အဲမင်းအောင်နိုင်အာနာပိတ်ပြီးတော့မင်းအောင်နိုင်တို့ဒီအာနာပိတ်တခုချက်ဖို့ရိအစိုးရဖွဲ့တဲ့အချိန်မှာလူမှုဝန်ထမ်းတွေပြန်လည်နေရချထားရေးဝင်ကြီးဌာနဆိုပြီးတော့တက်တက်ခံရောင်ဝင်ကြီးကောက်ခတ်လိုက်တယ်မင်းအောင်နိုင်ရ။အဲအဲ့ဒီမှာတက်တက်ခံရောင်ထောင်တာပေါ့။ဟမ်ထောင်ထောင်အခုလည်းကြာအောင်ကြာအောင်တခါပြီးတော့နောက်စစ်တပ်ကခေါင်းလေးဖြစ်တဲ့အချိန်မှာကန်ထုတ်ကန်ထိလိုက်ပြန်အောင်ကန်ထုတ်ကန်ထိအခုကျတော့2020ရွေးကောက်ပွဲမှာအားကျွန်တော်ပါတီကဘလို့ဖြစ်သားလို့ဘာလို့ညာလို့ဟမ်အဲတောက်ချောက်ဟောလားအခုလည်းကြာကြာဆောက်ချက်ပွဲပြန် ဲ့တော့ NND ကနေထွက်သွားပြီးတော့ NND ကိုပြန်ပြီးပုံကန်တဲ့ကျွဲမှနှစ်ကောင်ရှိပါတယ်။အဲ့ဒါကတော့တက်တက်ခံတဲ့ဆန္နာငွားပါနော်ဆန္နာမင်းမဟုတ်တိလာအဲ့တော့တက်တက်ခံရတော့အခုတူအကျိုးတူပေးပြီးတော့ချက်ချင်းဝင်လေပြီဒေါအောင်ဆန်းစုကြည်ကိုအဲ့2015မှာ NND ပါတီကနေနော်ခေါင်းစဉ်နဲ့ရွေးကောက်ပွဲဝင်ပြီးအမတ်ဖြစ်လာတာနော်ဒေါအောင်ဆန်းစုကြည်ကိုဘာမဝင်ပါနဲ့ဆိုတော့တကွင်းလုံးကိုတယောက်ဖက်ပတ်ကန်နေတဲ့ကျမတို့ကကန်တဲ့နေရာမရှိဘူးဆိုပြီးတော့နော်အဲ့တော့တည်းကစဝင်လာပြီးပြောခဲ့တာအခုတော့သူညမရှက်တိုင်းလဲတယ်လို့ရတယ်နော်မတတိဖက်ပြန်အကျွေးချူတယ်တဲ့နော် ပေါ်တယ်မဲ့ဒီလားအဲကြိုက်တယ်လို့ပြောမင်းတို့လည်းအရသာရှိတယ်ဘာဖြစ်လို့လဲငါတို့လူလူကောင်းကောင်းဒေါ်အောင်ဆန်းစုကြည်ငါတို့အမေစုကိုစော်ကားမော်ကားပြောခဲ့တဲ့စောက်ခွက်ကိုမျက်စိနဲ့မြင်အောင်ကြည့်တယ်အရသာရှိတယ်ပဲနော်ဟိုတော့ interview မှာတော့ဘာပြောရလဲထပ်ပြီးတော့တော့တက်တက်လုံးပြောလိုက်နေအခုကောင်က interview မှာဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးဘာဖြစ်အကျဉ်းသားမဟုတ်ဘူးလို့စော်ကားသွားတာမှတ်မိဦးမှာပါနော်အဲ့တော့ချက်ချင်းလက်ငင်အကျိုးပေးတာအဲ့ဒါဘာလဲဝစ်ဆိုတာဘာလဲမော်တာမလို့အော်တိုလေတာအဲ့တော့နောက်တစ်ယောက်ရှိတယ်စန္ဒမင်း NLD ပါတီတဲမှာဘုနေ့ကပြောသလို န်တီကိုပြည်သူဘာကြောင့်လက်ခံလဲဆိုတာကိုမသိတဲ့ညီပိတဲ့အများကြီးအဲ့ဒီတက်တက်ခိုင်လို့လို့စန္ဒာမင်းလို့လို့အဲ့ဒါမှညီပိအစ်စ်အန်တီကိုပြည်သူဘာကြောင့်ထောက်ခံတာလဲအန်တီရဲ့ပြည်သူဓာတ်ထဲမှာရက်တည်မှုဘာလဲဆိုတာတော့မသိမဲနဲ့အန်တီတဲ့ကိုဝင်ထားတဲ့သူတွေအများကြီးရှိတယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော်ပြောချင်တာကကျွန်တော်တို့နိုင်ငံမှာပြည်သူအများစုဒီဘာတွေကိုတဘောကြဘာကိုလက်ခံလဲနော်ပြည်သူအနည်းစုဒီဘာတွေတဘောကြဘာတွေလက်ခံလဲလူတိုင်းသိပါနော်အခုတက်တက်ခိုင် နော်မင်းအောင်လည်းအာနာတိန်းတာမတိန်းခင်ကသွားတွေ့တယ်သူတို့ပါတီမဲရှုံးလို့ကျန်ဖို့ပါတီကောင်းပြီလို့ပေါ့အတူတူပေါ့သူတို့နော်အဲ့တော့ကျွန်တော်ပြောပြချင်တယ်မဲခိုးတယ်လို့အကြောင်းပြပြီးသူတို့သွားတိုင်အောင်ကဲမဲခိုးတယ်ဆိုရင်ရောသူတို့နိုင်လို့ရတယ်မဲမခိုးတဲ့ရှုံးမိသားသူတို့မဲခိုးတဲ့ရှုံးမိသားလေဘယ်လိုဖြစ်ဖြစ်ရှုံးမှာသူတို့သိနေပြီသားအဲ့တော့အရှုံးကိုလက်မခံတာဒါတွေပါတယ်လေအခုကြတော့ဟမ်မင်းအောင်လည်းရှင်မမတိဝင်ကြီးသွားလောက်လိုက်တည်တယ်အဲ့ဟဲ့လို့နဲ့အခုကြတော့ဘာဖြစ်ပေါ်လဲထိပေါ့ ရှင်းစရာစဉ်းစားကြည့်လားတတ်တတ်ခိုင်ကိုအကျွေးပေးရန်ရှိနေသောအချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှပယ်ဖြတ်ဟုအကြံဖက်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကြေညာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တတ်ခိုင်ကိုအကျွေးပေးရန်ရှိနေသော အချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှ ပယ်ဖျက်လိုက်ကြောင်းစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကြေညာသည်ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနှင့်အမှတ်နှစ်တွင်အမည်စရင်တင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်သည်တက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်၈ကပါပြထမ်းချက်နှင့်ညှိစွန်းသည့်ဖြစ်ကိုယ်စားလှယ်လောင်းစရင်မှပယ်ဖျက်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာသည် ကဘာအေဖီယာလန်နှင့်ဆီယာဆန်လန်တောင်ရှိ68 residency အင်ယာစီမံကိန်းကိုတသက်ခိုင်နှင့်အောင်ကျော်ဝင်းတို့ကကမောဇာဗန်ထံမှငွေကျပ်ဘီလီယံ100ကျော်ချေးငှားခဲ့ကြောင်းတို့ရတွင်68 residency အင်ယာစီမံကိန်းမှာအချိန်မီ PC ခြင်းမရှိခြင်းအခန့်အပ်နိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမောဇာဗန်မှချေးယူထားသောငွေကျပ်ဘီလီယံ100ကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရသည်စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခမ်းငါပုံမှန်ရှိက ပါလွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့မတင်လျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြဋ္ဌာန်းထားရာတသက်ခိုင်မှာကမ္ဘောဇာဘန်သို့ငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်လည်းညှိစွန်းနေကြောင်းသိရှိရသည်တသက်ခိုင်အပါအဝင်လွတ်တော်ကိုယ်စားလှယ်လောင်း86ဦးကိုလွတ်တော်ကိုယ်စားလှယ်လောင်းရေးချင်းသတ်မှတ်ချက်များနှင့်မပြည့်မီသဖြင့်လွတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ်မှတည်ဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားသည် ပါတီထောင်တယ်ပါတီဥက္ကဋ္ဌလုပ်တယ်လွှတ်တော်ကိုယ်စားလှယ်ဝင်ပြိုင်ပြီးတော့တိုင်းပြည်အာဏာကိုလှုပ်ဖို့လုပ်နေဟာဟမ်အကျွေးတွေမဆက်တဲ့အကျွေးတူကြီးတွေဟာပေးလိုက်ပါဟမ်ပေးလိုက်ပါတော့နော်အဲ့တော့မင်းအောင်နိုင်ကိုကျေးဇူးတင်တဲ့အခွင့်တရှိပါတယ်အဲ့ဒါကတော့နံပါတ်1ထောင်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 လောက်တဲ့ဆန္ဒမင်းကိုနှုတ်ပြီးဖျက်ချရတယ်တစ်ချက်တစ်ချက်ဂိန်ငန်းနေတယ်ဟမ်နံပါတ်1ဟမ်ဆိုရှယ်မီဒီယာရဲ့တက်တက်ခိုင်ကိုစောက်ထိုးချလိုက်တာတစ်ခါတည်းတစ်ချက်တည်းပြီးသွားတာနော်အဲ့ဒါမျိုးတွေကျတော့ကျေးဇူးတင်ပါတယ် ။ဘာဖြစ်လို့လဲ။ဒါနဲ့ဝင်းနေလို့ရှိရင်တွေ့နေရရင်အကုလိုများမယ်ပြည်သူက။အဲ့တော့မင်းအောင်လိုင်းကြောက်တဲ့တွေ့ရင်ဝေလို့မင်းအောင်လိုင်းပေါ်ဖော်မဆက်မိမယ်။နော်။အော်တက်တက်ခိုင်မှာထပ်ပြန်ရဖေလို့မှတက်တက်ခိုင်ကိုဆဲကြတယ်။ဆိုတော့ပြည်သူတွေအဲ့လိုအဲ့လိုဖြစ်နေတာ။နော်။ကျွန်တော်တော်လိုင်းရောက်တာကြောင့်တော့မဆဲဘူး။တိတိပါလားအလုံး။ဒါမှမဟုတ်ဒီနေ့ကိုကိုထိန်းထိန်းကိုဖြောင်းနေဆိုတာကိုတိတယ်ဆဲတာနံပါတ်1ရိုင်းဆိုင်တယ်ပရိုတက်ဝါဆာရုံရင်းကျန်းတဲ့ဇာကောက်ပြောတာဖြစ်တဲ့အတွက်ပြောတဲ့သူရှုံးတယ်ဆဲတဲ့ခင်းတူဘာမှမဖြစ်ဘူးတိတယ်တိနေတဲ့အတိုင်းခါကြရင်တိရင်တဲ့ကိုမြင်ဘုံတော့ပေးထားတာလေ ဒေါ်လာငါကြီးလိုက်အဲ့လိုဆွဲချလိုက်ဟာဒီရင်ထဲမှာလည်းလည်းခံစားရတဲ့ထင်တယ်ကို့အကောင်ကတော့တခါကျရင်အချင်းချင်းယခုကြော်မျိုးမင်းတို့ကြော်စုံတို့ဆိုလေမဟုတ်ပါဟုတ်ပါလေစကားတွေပြောရုပ်ပြီးနေပြင်အပေးရတာလေးကျွန်တော်တော့တော့ဖြစ်တယ်ဘာဖြစ်လို့ဒီကောင်တွေအဲ့ဒီမဟုတ်တာဟုတ်တာပြောတာတက်တက်ခံမျိုးပေါ့တက်တက်ခံဆိုကိုရက်ကဆိုရင်ဒေါ်ဆန်းစုကြည်နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလေအကတိအမှုနဲ့တရားစွဲထားဆိုတော့တတိုင်းမီလို့ရှောက်ထိုးလာတာအခုစောက်ကျွေးပလက်ဖွားနဲ့ဘန်ကဘီလန်နဲ့ချီချီထားပြီးတော့အကျွေးမဆက်ပဲတက်တက်ခံတတိုင်းမီလို့ခိုးလာတဲ့မင်းအောင်တိုင်းအဲ့လိုဟာမျိုးတွေကကုံဆုံဆိုင်အောင်မရှိတဲ့အမေအိုကြီးကို ဟမ်အာဂရိမှုလို့ဆွဲလို့ပြောအဲ့တက်တက်ခံပြောတဲ့ကကျွန်တော်ဒေါရဖတ်တာအာဒီဟာမှငါကွာငါတကယ်ဆိုပြီးတော့ဟိုဘာမှလုံးလို့မရလို့ဘာမှငနေဖြစ်လို့မရလို့ကျွန်တော်တို့တိတ်မိတ်ခံရတာနော်ဒါပေမဲ့အခုမင်းအောင်ငယ်လှုပ်ချလာတဲ့အကွက်ကိုတော့ကြိုက်တယ်ရှက်တိုင်းလဲနေလို့ရတယ်အဲ့တက်တက်ခံလို့ဟိုဒီဆန္ဒမင်းတို့ကလေအကောင်းကြတာသူတို့မှအရှက်တရားရှိနောင်နိုင်ငံကြီးလောကလေဘယ်တော့မှအိဆောက်ကတွေမရအောင်ပေါ့အဲ့ထမင်းရတယ်ဆိုတော့ဂျိတ်တယ်အဲ့ဟာဒီမှာအရှက်တရားမရှိဘူးခင်ဗျားတို့အဲ့ဒီလူမြတ်ကိုတိတ်သိရထားပြီးတော့နော်အဲ့တော့ဆန္ဒမင်းဆိုသူတို့ပဲအန္တရာယ်ပါတီမှာဘုရင်ကပြောသူတို့ပါတီကို ဒေါင်းပြန်ဆန်အောင်ကောင်းလိုက်ကြောင့်ဟိုနေ့ဖြစ်တယ်ဟိုပါတီရဲ့မူဝါဒဆိုရဟာမျိုးနေတယ်မဟုတ်ကလည်းပြောတယ်ဒီလောက်တိုင်းပြည်တက်နေတဲ့ရန်သူနဲ့ပေါ်ကြီးပေါင်းတယ်အာလုံလုံနေလုံနေကြဟမ်ကောင်းဆန်းစစ်ကြီးညဒန်းညားစီရေးဆိုတဲ့ဟာကိုငူကန်ဆွဲခဲ့တယ်ဆိုတာကဒီလိုလက်နက်ကင်လမ်းစဉ်အပေါ်ကိုတိုင်းပြည်ရောက်သွားမှဆုံးလို့ဘာဖြစ်လို့လဲလက်နက်ကင်လမ်းစဉ်မှန်တယ်မြတ်ဒီအဖက်အစင်မရှိတဲ့လက်နက်ကင်တော်လိုင်းမရှိဘူးအနှဲတဲ့အချင်းဘာဖြစ်လဲတိုင်းပြည်ကနားတယ်အခက်မသိရင်လက်နက်ကင်လမ်းစဉ်ဟာတိုင်းပြည်ရောပြတ်သွားနိုင် ာဦးတိတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာဘာလို့လဲအတက်မတော်ကဖဖေးတီတော်ကလည်းတက်မတော်ကျမနဲ့ဘောင်နမပါဆိုပြီးတော့ဒီလူစကားနားမလဲလေတရိစ္ဆာန်မထားနေဘူးလူစကားနားလဲလားမလားလို့အမျိုးသားရင်ကြားစီရေးပါအဲကျမနဲ့ဘောင်နမပါတက်မတော်ဆိုအဖဲကန်အပြောကန်တီဗီသူဟာအမျိုးသားရင်ကြားစီရေးမူကန်ဆွဲခဲ့တာဒေါ်အောင်ဆန်းစုကြည်အလကားတိုင်လုပ်ခဲ့တာမဟုတ်ဘူးတိုင်းပြီးအခုတော့ဒွေးချောင်းစီမှဆိုလို့ဒါပေမဲ့အဲ့ဒီအချိန်ရရခဲ့တာမရခဲ့ဘူးကြံနေခဲ့ပြီကြံနေခဲ့ပြီအဲ့တော့ဒီမအမျိုးသားဒီမိုကရေစီရှောင်း NLD ဆိုတာကပါလေငါမူဝါဒငါလုပ်ချင်တိုင်းလုပ်မယ်မူဝါဒကပြည်သူအများစုရဲ့မူဝါဒရှင်းရှင်းလေး အဲ့ဒါအမျိုးသားရင်နှားစီရင်ခက်ကကြံသိခဲ့ပြီအခုကာလဒီပါလေရန်သူကလည်းရန်သူပြင်ပြီးအောင်တက်ပြဖြက်ပြမျိုးစုံလုပ်နေတယ်လက်ရှိလည်းတက်နေတယ်အဲ့ဒါကြီးကိုပြည်သူကိုယ်စားလှယ်တွေပါဆိုတော့သူကသွားပြီးတော့သွားအတူတူပူးပေါင်းပြီးတော့ရွေးတော့ပုတ်ဝင်မယ်ဆိုလို့ရတယ်တိုင်းပြည်ကိုဘယ်လောက်ပစ်စာဖောက်လဲလုပ်ရစဉ်းစားကြည့်နောက်ပြီးတော့မင်းအောင်လှရင်အာနာပိန်းကတာဥပဒေကြောင်းရဘောင်ပုံယူတယ်သူတို့မတိကြောင်းပုတ်ကလာယူမင်းအောင်လှရင်ရာဇဝတ်ကောင်နော်သူ့အတူစစ်တပ်ခေါင်းဆောင်မဟုတ်လို့ဖြုတ်လို့မရဲလို့ပြောလို့မရဲလို့နော်ဒီလိုမှရှိတဲ့ဒုတိယခွန်လေးနဲ့နေရတာအမှန်တကယ်ပြောခွင့်တာရှိမယ်ဖြုတ်လို့ရမယ်ဆိုရင်မင်းအောင်လှိုင်းဒီ လက်နဲ့အားကိုစစ်တပ်ကိုအာဏာအလွဲတုံးစားလုပ်ပြီးတိုင်းပြည်အာဏာကိုပုံကန်ချားနာပြီးတော့ကျူးလွန်ထားတဲ့နိုင်ငံတော်တစ္ဆာဖောက်ပြက်မှုကျူးလွန်ထားတဲ့ကောင်ဒီလိုပေါင်းမျိုးကိုလက်ဆွဲလို့ဆိုရင်အကျိုးတူပူပေါင်းပြီးတော့တည်သူကိုစန့်ကျင်တဲ့ဒုတိယတမိုင်းဘယ်တော့မှနှားစရာအကြောင်းမရှိဘူးမယုံကြည်လိုက်နော်အဲ့တော့တက်တက်ခိုင်ရင်ကတော့ခမင်းစားလို့ဝင်နေရလားအဲ့လိုပြောနေရလားမသိပြည်သူတွေကတော့ဒီတခင်းနေကြအတွက်အရန်ပြောပါလေလို့နော်ပြည်သူတွေဆိုတဲ့နေရာမှာကြောက်ကြပြည်သူအများစုနော်အများစုကိုမပြောအများစုကအဲ့လိုတခင်းလို့ကြားရင်ပြောတယ်ဟုတ်တယ်မလားကျွန်တော်တို့ကရှင်းတယ်ပြောရင်ပြောတယ်ပဲဒါပဲမချိုက်မချိုက်ဘူးပဲ ဟာကလေးကကြည့်လို့အာငါတို့အဖဘာဖြစ်လဲမလုပ်ဘူးဘာစူးကြရဲပွင့်နေတန်းလို့ဘာမှမလုပ်ဘူးပြောချင်ချင်းမှုနေဆိုရင်ဘဲချက်ဘဲချက်ဘဲချက်အကြောင်းချင်းမှုနေကဲရတယ်ဆိုရင်ဒီလိုဒီလိုအချက်အကြောင်းကဲရတယ်တဲ့ပဲနော်အဲ့တော့ဘာလဲပြောတတ်တခါရဲ့ရုပ်တံဆက်လမ်းလေးကိုဒီညကျွန်တော်ချိန်ရတင်ဆက်ပေးပါဦးနော်